ကဲကျွန်တော်တို့ဒီက single straight တဲကိုမှာရှိတဲ့ပို့တွေပေါ့နော် single straight မှာရှိတဲ့ပို့တွေကိုဝင်ထွက်လုပ်တဲ့အခါမှာကျွန်တော်တို့ ED ကိုဘယ်လိုမျိုးကျွန်တော်တို့အဲလိကြဆုံးရအောင်လုပ်ရမလဲဆိုတဲ့အားတွေကိုကျွန်တော်ဒီဘာဖြစ်လို့ single straight ထဲမှာကျွန်တော်ပြောင်းရှိနေတဲ့ကျွန်တော်တို့ဒီ current တွေကြောင့်ပေါ့နော်ဒါကရနေ strong car ရှိတယ်ပဲ strong car ရှိတယ်အဲ့လိုခြေနေမျိုးမှာကျွန်တော်တို့ပြလိုက်တဲ့ ED က နှိမ့်ဆက်ဆုံးဖြစ်မနေဘူးဆိုဒီ current လို့ထည့်သွင်းမစင်စားဘူးဆိုလို့ရှိရင်တော့ကျွန်တော်နှိမ့်ဆက်ဆုံးရမှာမဟုတ်ဘူးဘာလို့လဲဆိုတော့အဲသူ current เนี่ยအရင် strong ဖြစ်တဲ့နေရာတွေရှိတယ်ရှိတယ်ဆိုတော့ ED အရင်နောက်ကျသွားတာလို့ ED အရင်ဆော်သွားတာလို့ကျွန်တော်ဖြစ်နိုင်တာပါเนาะ ED အရင်နောက်ကျသွားလို့ရှိရင်ကျွန်တော်ပြဿနာရှိတယ်ဘာလို့လဲဆိုတော့ straight မှကျတော့များသောအား fixed ED နဲ့ကျွန်တော်တို့ဝင်ရတာရှိဒီဖြစ်တာကြောင့်ပေါ့နော်ပြီးလို့ရှိရင်အရင်ဆော်သွားတယ်ဆိုလို့ရှိရင်ဒီထဲမှာကျွန်တော်တို့ကသွားပြီး drifting လောက်တာတာပေါ့လောက်ကိုသိမ့်မဖြစ်နိုင်ဘူးเนาะအဲ့ဒါကျွန်တော်တို့နှိမ့်ဆက်ဆုံးကျွန်တော်ရပြီးတော့အဲ just login ဝင်သွားဖို့လိုတာပေါ့ ဆိုတော့ကျွန်တော်တို့အခုရင်တော့ကျွန်တော်ဒါပုတ်ကလန်းနေပြီးတော့ဒါပါစီကူရန်ကိုကျွန်တော်ဆွဲလိုက်တာပေါ့နော်ပုတ်ကလန်းနေပါစီကူရန်ဆွဲလိုက်ဆွဲပြီးတော့ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ရဲ့ဒါ edit ပေါ်မှာတင်လိုက်တာပေါ့နော် edit တာ open cpm မှာပြီးတော့ဒါကျွန်တော်တင်လိုက်တယ်တင်လိုက်ပြီးတော့အဲကျွန်တော်တို့ရဲ့ today type မှာကျွန်တော်တို့ဒီ current လို့ကျွန်တော်ကကြည့်မယ်ပေါ့နော် today type မှာကျွန်တော်ကြည့်တဲ့ဟာလေးကိုဟိုတိပါအောင်ပါ ဒီလိုတဲ့တိုင်းမှာဒီမှာကိုကြည့်လို့ရတယ်ဒီတိုင်းမှာကြည့်လို့ရတယ်ဆိုတိပီးသားဆရာတွေအတွက်ကတော့တိမ်ထူသားပေါ့နော်ဒါပေမဲ့မတည်သေးတဲ့လူတွေအတွက်ကျွန်တော်ဟို sharing လုပ်ပေးတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အဲဒါတော့ကျွန်တော် UTC ဂျိန်းနဲ့ကျွန်တော် UTC နဲ့ကျွန်တော်ဒီမှာလောက်တာပေါ့နော် UTC ဂျိန်းဒါလေးလည်းသိရမယ်ကိုပြောင်းလာတဲ့က UTC လား ဟို SMT လား local dial လားဆိုတာပေါ့နော်အဲအဲ့ဒါကြီးတော့ကျွန်တော်တို့ဒီမှာသတိထားဖို့လုပ်တယ်အဲကိုကြည့်လိုက်တာ UTC ကြည့်ပြီးတော့ကိုလက်ရှိအချိန်ထင်ပြီးတော့ကြည့်နေတာမျိုးဆိုလို့ရှင်တော့အများကြီးလွဲပါမှာပေါ့နော်အဲအဲ့တော့ကျွန်တော်တို့က UTC ပါကျွန်တော်ထားလာတယ်ဒီထားလာတယ်ပြီးလို့ရှင်ကျွန်တော်တို့ရဲ့ PTA ကိုမမကကတီးဖို့အတွက်ကျွန်တော်တို့ဒီမှာလည်း UTC ကျွန်တော်ချိန်ထားမယ်ယူချိန်ထားမယ်အဲ UTC ချိန်ထားပြီးတော့じゃကျွန်တော်တို့ departure လောက်လာတဲ့ချိန်ပေါ့နော် UDT ညတစ်ချိန်မှာကျွန်တော်တို့ demo ထွက်မယ်ဒါ UDT ကိုကဒါကိုထွက်မယ်ကျတော့ပေါ့ adjust လို့ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ plan speed ကျွန်တော်ထည့်မယ်ဒီမှာကျွန်တော်ဒီမှာဆို train တော့ကျွန်တော်ထည့်ထားပါဘောနော်ကျွန်တော်ထည့်ထားမယ်ထည့်ထားပြီးွားလို့ရှိရင်ကျွန်တော်မလုပ်မလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီဒီ CDN ကိုစိတ်ထဲဝင်တော့မယ်ဆိုကျွန်တော်တိုက်အဲကားရပါဘောနော်ဒီကနေစမယ်ဒီကနေစမယ်ဆိုတော့음ကျွန်တော်ကတော့အခုလက်ရှိအချိန်ပေါ့နော်အချိန်မှာကျွန်တော်တို့ကတွေ့ရတာဒါဆို odd အာပူလောင်း ဟိုလောင်းဒီဒီဒီလိုက်ပေါ့နော်အဲဒီလိုက်ဒီလိုက်ကိုကျွန်တော်တို့ဒီ position နေတော့ position နေနဲ့လည်းပြီးထားတယ်ပြီးထားတာဖြစ်တဲ့အတွက်အဲဒီဟာရှိမယ်ကျွန်တော်တို့ရဲ့ land တစ်လျှောက်ပေါ့နော်ကျွန်တော်တို့သွားမဲ့ဂူတစ်လျှောက်မှာရှိတဲ့ position နေပေါ့နော်ဒါဆိုရင် select village ရှိမယ်အဲဒီမှာဆိုလို့ရှိရင်လည်းပဲအဲဂူတကောင်ပါတယ်ဒီကောင်ကပါတယ်ဆိုပါတူပဟန်ဒီရှိမယ်နောက်ဒီမှာပေါ့ဒီကြံတဲ့ကောင်ပါတယ်ဆို buffalo buffalo rock ရှိမှာပေါ့နော် buffalo rock ရှိမယ် နောက်ပြီးလို့ရှိရင်ဒီမှာပါရှိပြည်ဒီကောင်ကတော့ station number နဲ့ပေါ့နော် S43 173 A ရှိမယ်ကျွန်တော်တို့ရောက်သွားမယ့်နေရာဒီနေရာပေါ့ဒါကြောင့်အကြံပေးကြော်ဒီနေရာလေးမှာဒီနေရာလေးမှာဆိုဒီဒီတိုင်လေးကျွန်တော်ကြည့်လိုက်မယ့်နေရာပေါ့နော်အဲ S473 အဲ့ဒါလေးအကုန်လုံးကျွန်တော်တို့ဒီ station တွေကို position တွေလည်းရှိတယ်ဆိုတော့ကျွန်တော်တို့ရဲ့ edit ပေါ်မှာကျွန်တော်တို့အရင်က plot လုပ်လိုက် sorry ကျွန်တော် edit ပေါ်မှာကျွန်တော် plot လုပ်လိုက်တော့အဲခုနကတော့ဒီ AI စတာပေါ့နော်ဒီကျွန်တော်ဒီမှာ plot လုပ်ထားတယ်အဲ plot လုပ်ထားတယ် ဒါတော့ Rafael Lighthouse အဲ sorry ဒီ Comfort 7 S471 ပေါ့နော် S471 ရှိမယ်ပြီးလို့ရှင်အဲဒီကောင်ကပါလဲဆိုတော့ဒီကောင်ကအဲခုနကပြောရဲ Select Village ရှိမယ်အဲ Select Village ရှိမယ်နောက်တစ်ခုကဒီဘက်ကကျွန်တော် Buffalo Rock ခင်မတားဒီအကုန်လုံးကျွန်တော်ဒီထဲမှာကျွန်တော် plot လုပ်ထားတယ် plot လုပ်ထားတယ်အဲ့ဒီဘက် plot လုပ်ထားတယ်ဖြစ်တဲ့အတွက် waypoint အနေနဲ့တင်ထားပြီးတင်ထားတယ်ကျွန်တော်ပါ EDA လိုတွေကိုကြည့်လို့ရအောင်ကျွန်တော် EDA တိမှကျွန်တော်လုပ်လို့ရအောင်ပေါ့နော်အဲ့တော့ EDA ကျွန်တော်တို့ပြီးဖို့အတွက်ခုနကတော့ အဲခုနကတော့ကျွန်တော်တို့ဆက်စားကြည့်ပိုင်းပေါ့နော်အဲ off area ဆက်ပေါ့နော်ဒီကိုကျွန်တော်ပဲရှင်းရအောင်မလဲအဲ1508ရောက်မယ်ကျွန်တော်တို့ speed အဲကျွန်တော်တို့ speed မှာတွဲတော့နေပေါ့တွဲတော့နေအဲဒါတော့စက်တော့ပြန်ပါဘယ်လိုစက်တော့အဲ speed ခုနကကျွန်တော်တောက်ချက်တွဲနေပဲကျွန်တော်သွားတာပေါ့တွဲနေတော့ကျွန်တော်1.5 1.13ကျွန်တော်ရောက်မယ်အဲ1.13မှာကျွန်တော်တို့ကကားရန်ကဘယ်လိုခြေနေနဲ့

ကျွန်တော်0.7 120ဆိုတော့ကျွန်တော်တို့ကဝင်တက်ရတာเนาะဝင်တက်ရရမယ်ဆိုတော့ကျွန်တော်ဒီမှာတစ်ခါလေးပြောကြည့်တယ်26ရက်နေ့အဲ1 pi ဆိုတော့ yeah ဘောနော်3နာရီ3နာရီ တော့နိုင်ပြီ။အပိုင်ဝန်တွေ့ပါ။အပိုင်ဝန်တွေ့နော်။ကတည်းကကျွန်တော်တို့ကကျွန်တော်ဆက်မယ်ကျွန်တော်တို့ရနိုင်မယ်။ရနိုင်ပြီးတော့ကျွန်တော်တို့ပဲချိန်ကြီးရနိုင်မှာလဲဆိုတော့ကျွန်တော်ဒီမှာတောက်ကြည့်လိုက်တော့ရအောင်နော်။အပိုင်ဝန်3ရဲ့ဒါတော့နိုင်ပြောင်းလိုက်တော့ပဲချိန်ကြီးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့6နိုင်ပြန်ပြီးကျွန်တော်ရမယ်။အကန့်ပြည့်တယ်9နိုင်ကျော်ပြန်ပြီးတော့အကန့်ဆိုတော့ပြန်ဖြစ်မှာ။ဟုတ်ပြီနော်9နိုင်ကျော်အကန့်ဆိုပြီးတော့ကျွန်တော်တို့ကအဲခုနှစ်နာရီမှကျွန်တော်ဘယ်နေရာရောက်နေပြီလဲကျွန်တော်တို့ဒါရင်တော့ကျွန်တော်တို့ရဲ့ ဒီလူမှကျွန်တော်တို့ပြန်ကြည့်မယ်အဲ Nate Pilot အဲ Nate အဲဒီတက station ကျွန်တော်တို့ကြည့်ရောက်တဲ့အချိန်မှာအဲ Nate station ကိုကျွန်တော်ရောက်တဲ့အချိန်မှာဒီနေရာရောက်ပါမှာဒီနေရာဒါကတော့ဒီနေရာကျွန်တော်တို့ရောက်မယ်ရောက်ပြီဆိုတော့အဲ့ဒီနေရာကျွန်တော်ပဲချိန်ရောက်မှာလဲဆိုလို့ရှိရင်16 37ဒါတော့ကျွန်တော်တို့ with the current ပဲရှိသေးတယ်အဲ့တော့ select village ကိုပဲချိန်ရောက်မှာလဲဆိုတော့1732 1732ဆိုတော့ကျွန်တော်ဒါ speed ကိုကိုကျွန်တော်တို့ဒါလုံမဲ့ပဲဖြစ်အောင်ကျွန်တော်တင်လာတာပေါ့နော် with the current ဆိုတော့73လောက်ကျွန်တော်တို့တင်လာတော့1732ကျွန်တော်တို့ရောက်မယ်73ဆိုကျွန်တော်1600ကျွန်မကျွန်တော်တို့ advance ဖြစ်မှာပေါ့နော်1732မှာအိမ်မှာကျွန်တော်တို့ရဲ့ဒီဒီမှာကျွန်တော်တို့ကြည့်မယ်ဒီဘက်ရောက်သွားပြီဒီဘက်ရောက်သွားပြီဆိုတော့အဲခုနကတော့ကောင်းလေးဖြစ်မယ်အဲဟုတ်တယ်ဒီမှာအဲ့တော့သူရဲ့17ဆိုတော့9နာရီပေါ့၄9နာရီ ဟို73တဲ့အဲကျွန်တော်ဒီမှာဆိုလို့ရှိရင်6နာရီပေါ့နော်6နာရီမှာကျွန်တော်ဘာဖြစ်သွားလဲဆိုတော့ဒီဘက်မှာဟိုဘက်မှာတော့ပြန်ပြီးတော့အကန့်ဖြစ်ပါဒီဘက်မှာ following ပြန်ဖြစ်တယ်ဟုတ်ကဲ့နော်ဒီဘက်မှာ following ပြန်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့တည်ကြတယ်ကျွန်တော်တို့ရောက်မဲ့အခုဒီမှာဆိုရင် speed up လောက်ပြန်2.8တောင်ဖြစ်သွားပြီပေါ့နော် current speed up 2.8ဖြစ်သွားပြီဆိုကျွန်တော်တို့ speed ချဖို့လုံးဝဖြစ်နိုင်တော့ဘူး speed ချဖို့လုံးဝဖြစ်နိုင်တော့ဘူးဆိုတော့ကျွန်တော်တို့ကဒီမှာ twin နဲ့ပဲ2.5လောက်လည်းကျွန်တော်ချက်တွတ်ထားတာပေါ့နော်အဲ့လောက်တွတ်ထားတာတွတ်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီတဲမှာဆိုရင်ကျွန်တော်တို့ရဲ့ speed ကကျွန်တော်တို့ plan speed ကိုတွဲနေကျွန်တော်တို့ထားရတယ်ဆိုသေချာပါရမယ်ကျွန်တော်တို့အချိန်မှာကျွန်တော်တို့ menu green နဲ့ကျွန်တော်တို့ခြစ်တက်လို့ရပြီပေါ့နော် menu green နဲ့ကျွန်တော်တို့ဒိုးဒိုး jet speed လို့ jet လို့ပြကျွန်တော်တို့ခြစ်တက်သွားလို့ရမယ်အဲ့ဒီအတွက်ကျွန်တော်တို့ with the current ဖြစ်တဲ့အတွက်အရင်တော့အဲအရင်ကျွန်တော်တို့လွဲသွားလို့လွဲသွားပုံဖြစ်ပုံမဖြစ်နိုင်ဘူးပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်တို့ test slow slow နဲ့ကျွန်တော်တို့ အဲဒီမှာ steering controller ရလောက်တဲ့အထိကျွန်တော်ထားပြီးသွားလို့ရတယ်တကယ်လို့လိုအပ်မယ်ဆိုလို့ကျင်းတော့ကျွန်တော်တို့ရဲ့ဒီမှာ speed လေးကိုကျွန်တော်တင်ပေါ့နော်ဒါတော့ master နဲ့ကျွန်တော်တို့ကတိုင်မရမှာ master တိုင်ပြီးပြီးတော့ကျွန်တော်တို့အခြေအနေကျွန်တော်ပြောမယ်တောက်လျှောက်ကျွန်တော်တို့ကရပြီ test current နဲ့ကျွန်တော်တို့သွားပါဆိုတော့အဲကျွန်တော်တို့ ETA ကိုကျွန်တော်ဒီတိုင်းတစ်ချက်ကြည့်လိုက်မယ်ဆိုတော့ဘယ်လောက်ဖြစ်နေပြလဲဆိုတော့အဲ by log ပေါ့နော် by log ကို ETA ကည8အဲ20ဟန်တော့ပဲထားလိုက်ပါလား20ဟန်အတွက်ဒီကျွန်တော်တို့အကန့်ရှိပါလားဆိုတော့ကျွန်တော် check လုပ်ပါမယ် ဒါနီဟန်အတွက်ဒီအကန့်ရှိမလားဆိုတာ check လုပ်မယ်ဆိုတော့ကျွန်တော်တို့ဒီမှာဒါနီဟန်ရရှိနိုင်ပြီးရှိနိုင်ပြီးဒီကကျွန်တော်တို့ပို့ပြီးတော့မှကျွန်တော်ကားတိုင်းက strong ဖြစ်လာပြီးမှဒါ2.6ဆိုတော့ဒီကျွန်တော်တို့အိမ်မှာကျွန်တော်တို့လိုအပ်တဲ့ဒီအတွက် တို့ရတဲ့ ED အတွက်ကျွန်တော်တို့ speed short တင်နေဆိုလို့ရှိရင်တော့ master နဲ့တိုင်းလိမ့်ပြီးတော့ကျွန်တော် short မယ်။ဒါကြိုပြီးတော့ plan လောက်တာဖြစ်တယ်ပြည်ကျွန်တော်တို့က ED ထည့်ထားလို့ရတော့ဘောနော်။အဲ့တော့ကျွန်တော် speed short တင် short မယ် master တိုင်းမယ်။အဲဒီတိုင်းပဲကျွန်တော်တို့ဒီတွဲလောက်နဲ့ပဲကျွန်တော် maintain လောက်တာမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲကျွန်တော်တို့ engine ကိုကျွန်တော်တို့အဲ just လုပ်ပြီးတော့ကျွန်တော်တို့ဒီသွားမှာဘောနော် pilot station အဲ့တော့ကျွန်တော်တို့လိုချင်တဲ့ sorry မလိုချင်တဲ့ 2100 ETA ပေးထားရတဲ့ဆိုလို့ရှိရင်တော့2100ကိုကျွန်တော်ချိန်ပြီးတော့ကျွန်တော်တို့ဒီမှာအပြတ်ဆုံးလို့ရပါတော့ဗောနော်အားလုံးကျေးဇူးတင်ပါတယ်